အားလုံးပဲမင်္ဂလာပါဒီပုံကို အားလုံးတွေ့ပြီးကြပြီလားတော့မသိဘူးခရစ်ယာန် တွေကဒီ ठी ဗျူကိုဒီလိုနေရာတွေမှာယူသုံးတယ် ठी ဗျူဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာတော်မှတယ်သုံးချင်တဲ့နေရာအတိုင်းသုံးလို့မရဘူးပြောချင်တာကဘာလဲဆိုရင်ဘာသာတိုင်းကသူ့ဘာသာနဲ့သူသူ့ရဲ့အဆုံးအမနဲ့သူကောင်းကြတယ်ဒါပေမဲ့ဒီလိုမျိုးစီးမရှိကဲမရှိ အပြန်နဲ့လေးစားမှုမရှိတဲ့ဘာသာဝင်တွေကြောင့်ဒီဘာသာတွေတိတ်ခါကြရတယ်။အခုမြန်မာနိုင်ငံမှာကဘယ်လိုဖြစ်နေလဲဆိုရင်အာအရင်တုန်းကလည်းကျွန်တော်တို့တွေးမိတယ်ဗုဒ္ဓဘာသာရဲ့ဒီဓမ္မကျမ်းတွေပါဠိတွေကိုခရစ်ယာန်တွေကယူသုံးတယ်ဆိုပြီးတော့ပြောတဲ့စကားတွေကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်တို့ကဘာမှဝင်မပြောခဲ့ဘူး။ဘာဖြစ်လို့လဲဆိုရင်လူတိုင်းကတော့အမှားရှိနိုင်တာပဲ။ဒါကြောင့်ဝင်မပြောခဲ့ဘူး။ဒါပေမဲ့အခုဟာကကြတော့ များနေပြီခရစ်ယာန်တွေကဘယ်လိုလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကကျွန်တော်တို့မြန်မာနိုင်ငံကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်ဒါပေမဲ့ဘာသာတိုင်းကိုလွတ်လပ်စွာကိုယ်ကိုယ်ခွင့်ပေးထားတယ်ဘာသာတိုင်းကိုလွတ်လပ်စွာပဲကိုယ်ကိုယ်ခွင့်ပေးထားတာဒါပေမဲ့ဗုဒ္ဓဘာသာကိုစော်ကားခွင့်ပေးထားတာမဟုတ်ဘူးစော်ကားလို့ရတယ်လို့ပြောထားတာလည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာကဗုဒ္ဓဘာသာမွတ်စလင်အစ္စလမ်ခရစ်ယာန်ဆိုပြီးတော့ရှိတယ်ဒီအစ္စလမ်နဲ့ခရစ်ယာန်ကိုလည်းလွတ်လပ်စွာကိုယ်ကိုယ်ခွင့်ပေးထားတယ်ဒါပေမဲ့ ခရစ်ယာန်တွေကပို့ပြီးတော့လူဘဝရတယ်လို့ပြောရမယ်ဗုဒ္ဓဘာသာဘုံကြီးတွေကိုနိုင်ငံရေးနဲ့ရောချပြီးတော့စော်ကားခဲ့တာတွေလည်းခရစ်ယာန်တွေပဲဖြစ်တယ်အရင်ကကအရင်ကအရင်လတွေမှာလည်းဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ကျမ်းစာတွေပါဠိတွေကို ယူသုံးတာလည်းခရစ်ယာန်တွေဖြစ်တယ်အခုလည်းဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဒီ TV တွေကိုယူသုံးပြန်ပြီဒါကဘာသာတစ်ခုနဲ့တစ်ခုမှအပြန်အလှန်လေးစားမှုမရှိတာစီးမရှိတာလို့ပြောလို့ရတယ် မြန်မာနိုင်ငံဆိုတာကဗုဒ္ဓဘာသာနိုင်ငံအခြားသောဘာသာတွေကိုလွတ်လပ်စွာပဲကိုယ်ကခွင့်ပေးထားတာဗုဒ္ဓဘာသာကိုစီးမရှိကမ်းရှိဝေဖန်လို့ရဝေဖန်ခွင့်ပေးထားတာမဟုတ်ဘူးစော်ကားခွင့်ပေးထားတာမဟုတ်ဘူးဆိုတော့ကြတော့ကိုယ်ဘာသာနဲ့ကိုအေးအေးဆေးဆေးနေဘာသာရေးပြိပခါတွေဥမတီစေနဲ့တကယ်တမ်းဖြစ်ခါကြမှာဗုဒ္ဓဘာသာကဘာသာရေးဖိနှိပ်တယ်ဘာသာရေးအနိုင်ကျင့်တယ်ဆိုပြီးတော့စောက်တန်နေမထွက်နဲ့ ဒီလိုကိစ္စမျိုးတွေဆိုတာကမပြောချင်ဘူး။ဘာဖြစ်လို့လဲဆိုရင်အခြားသောမဆိုင်တဲ့ Christian တွေကိုလည်းအားနာရတယ်။အခြားသောကျွန်တော်တို့ဆိုရင်လည်း Christian တကယ်ချင်းတွေ Christian ဘာသာဝင်တကယ်ချင်းတွေအများကြီးရှိတယ်။ဆိုတော့ကျွန်တော်တို့ကိုလည်းအားနာရတယ်။ဒါပေမဲ့မပြောလို့လည်းမဖြစ်ဘူး။မပြောရင်ရောက်တတ်တယ်။ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့စော်ကားရင်ဘယ်သူတွေလဲကြည့်လိုက်ဒီ Christian တွေဗုဒ္ဓဘာသာဖျားဖို့ကိုဖနှက်တင်နေတက်တာဘယ်သူတွေလဲကြည့်လိုက်ဒီ Christian တွေဗုဒ္ဓဘာသာဇေဒီတွေကိုစော်ကားတာဘယ်သူတွေလဲကြည့်လိုက်ဒီ Christian တွေ ဗုဒ္ဓဘာသာယဟန်တန်ဃာတော်တွေကိုစော်ကားရင်ဘယ်သူတွေလဲကြည့်လိုက်ဒီခရစ်ယာန်တွေပဲဆိုတော့သူများဘာသာကိုမယိုသေးခြင်းနေမလေးစားခြင်းနေမစော်ကားနဲ့ပြီးရကြမှာစောက်တန်နေမချွတ်နဲ့ဒရာမာတွေခင်းမပြနဲ့ပြီးရင်ဒီခရစ်ယာန်တွေအချင်းကဘာရှိလဲဆိုရင်အနောက်နိုင်ငံတွေမှာသူတို့ရဲ့ဒီမြန်မာနိုင်ငံရဲ့ Christian Association တွေ organization တွေရှိတယ်အဲ့ဒီ association တွေ organization တွေကဒီအနောက်နိုင်ငံကအုပ်စုတွေကိုတွားပြီးတော့စောင့်တင်ပြောတယ်ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာတွေကဘယ်လိုဖိနှိပ်တယ်ဘယ်လိုမျိုးဘာသာရေးခွဲခြားတယ်ဆိုပြီးတော့စောင့်တင်နေတွားပြောတယ်ကိုယ့်ရဲ့လုံရက်ကဘယ်လိုမျိုးအရာတွေကိုဥတည်နေလဲကိုယ့်ကိုပြန်သုံးသက်မြန်မာနိုင်ငံမှာမင်းတို့အဆိုးဆုံးတခြားဒီ အစ္စလမ်တို့တောင်ဒီလောက်မဆိုသူဟာနဲ့သူအခြားနိုင်ငံတွေမှာအစ္စလမ်တို့ဘလို့ပဲဘာတွေနာမည်ထွက်ခဲ့ထွက်ခဲ့မြန်မာနိုင်ငံမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေကမင်းတို့လိုမျိုးသူများဘာသာကိုမစော်ကားဘူးမပုတ်ခတ်ဘူးအပြန်အလှန်လေးစားမှုရှိတယ်အဲ့လိုဗုဒ္ဓဘာသာကိုသဘောချနေတယ်ဗုဒ္ဓဘာသာထဲမှာရှိတဲ့ဒီကျက်အပါဠိတွေကျမ်းစာတွေဒီထီးဖြူတွေကိုသဘောချတယ်ဆိုရင်လေဗုဒ္ဓဘာသာထဲဝင်ခဲလိုက်ဗုဒ္ဓဘာသာထဲဝင်ခဲလိုက်လေဘာဖြစ်လို့မဝင်ခဲ့ရလဲ မင်းတို့ရဲ့လောရက်ကမင်းတို့ဘာသာကိုအရန်တိတ်ခါကြတယ်သိလားကိုလောရက်ကြောင့်ကိုရဲ့ဘာသာကိုမထိခိုက်စေနဲ့ဘာသာတိုင်းကသူ့ရဲ့ဟာနဲ့သူသူ့ရဲ့အဆုံးမနဲ့သူဘာသာတိုင်းကကောင်းကြတယ်မကောင်းတာကမင်းတို့ကောင်းလေစီးမရှိကဲမရှိလူလုံးနားမလဲဘူးသိလားပြောရင်လည်းပြောတဲ့သူကအဆိုးဖြစ်အောင်မယ်